ားလုံးမင်္ဂလာပါ UK Match TV ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဥရောပ Champion League ပြိုင်ပွဲကြီးကတော့လုံးဝပြီးဆုံးသွားပြီပေါ့လေဆိုတော့ဥရောပဘောလုံးကဘာအားလုံးပြီးသွားပြီ Premier League La Liga Serie A Bundesliga ပြင်သစ် League 1အပါအဝင်ဒါအခုဥရောပရဲ့ပြိုင်ပွဲတွေဖြစ်တဲ့ Conference League Europa League မျိုးပြီး Champion League Final နဲ့ Champion League ပြိုင်ပွဲတွေအားလုံးပြီးသွားပြီ ဆိုတော့ PSG ကချန်ပီယံဖြစ်သွားတယ်ချန်ပီယံဖြစ်သွားတာမှ final မှာ၅ခုပြည့်နေနိုင်ပြီးတော့တကယ့်ကိုအလွယ်ကူဆုံး final လို့တော့သတ်မှတ်လို့ရတယ်ကျွန်တော်တို့ဒီပတ်နှစ်ထဲမှာဆိုရင်ကျွန်တော်မိုနာကိုကိုပေါ်တို3စီးနဲ့နိုင်တဲ့ final ပွဲ နောက်တစ်ပွဲကဒီ1994တုန်းက AC Milan ကိုဒါ Barcelona ကို AC Milan က4စီးနဲ့နိုင်တဲ့ပွဲဒါလောက်ပဲတည်တာအဲ့အစောပိုင်းမှာတော့မတွေ့ရှိသေးဒါပေမဲ့အဲ့လောက်လွယ်ကူတဲ့ final တခါမှမတွေ့ခဲ့ဘူး ဒါဂိုဒမဂျန်လူချီဒူနာမူပါဆိုရင်သူကအေစီမီလန်ဂိုဒမဟောင်းပါရစ်စင်ဂျာမန်ကိုပြောင်းလာပြီးတော့မှ PSG ဂိုဒမဖြစ်တဲ့သူကဘာပြောလဲဆိုတော့ဒီ final ပွဲကကျွန်တော်အမြင်တော့အရန်ကိုလွဲကူခဲ့ပြီး final လို့တော့မထင်လောက်အောင်ကိုလွဲကူတဲ့ဘောလုံးပွဲတစ်ပွဲဖြစ်ခဲ့တယ်ဆိုပြီးသူပြောခဲ့တယ်သူပြောသလိုပဲဒါအမှန်တမ်းပြောရင်တကယ်ဘောလုံးပွဲဂျာပီတက်တယောက်နေနဲ့ဘလို့မှကြည့်မကောင်းတဲ့ final ကိုရအများကြီးတွင်းသွားတယ် PSG တိုက်စစ်စင်တိုင်းကိုရမယ်လို့သိနေတဲ့ခံစားချက်ရဲ့ဘောလုံးပွဲတစ်ပွဲအတွက် ဒါမနစ်ကကျွန်တော်ရဲမတွေ့ဘိုးဆွဲသွားတဲ့ဒေါမန်နဲ့ဖိုင်နယ်ပွဲကိုကြည့်အစောပိုင်းမိနစ်တွေမှာဘရီရှစ်ဒေါမန်ကတော်ကောင်းနေသူတို့ chance ရတဲ့အခွင့်အရေးတွေအသုံးမချနိုင်အသုံးမချနိုင်ရဲမတွေ့ဂိုးစရတဲ့ဒန်နီကာဖာခေါင်းတိုက်ဂိုးပြီးသွားတော့မှသာပွဲကအပြေပြောင်းသွားတာဒါပေမဲ့ဒီပွဲကအဲ့လိုမျိုးမဟုတ်ဘူးစထွက်ကလေးကနေ PSG ကတိုးတဲ့ dominate လုပ်ထားတာဒါကြောင့်လဲဂျန်လူဂျီဒူနာရူမာကပြောတယ်ဒီပွဲက final လို့တောင်မထင်လာရောက်အောင်ကိုလွဲကူခဲ့တဲ့ပွဲတစ်ပွဲဖြစ်တယ်လို့ဆိုတယ်ဆိုတော့ဥယောပ Champions League ပွဲပြီးသွားတဲ့အချိန်မှာဒါကျွန်တော်တို့ခုလက်ရှိမှာပေါ့လေ Champions League ပွဲပြီးသွားတဲ့အချိန်မှာ Paris Saint-Germain ကတော့ဒါသူတို့အတွက် first time winner အနေနဲ့ champion ဖြစ်သွားတဲ့အချိန်မှာပြီးခဲ့တဲ့ဥရောပ Champions League ပြိုင်ပွဲမှာဒါဘယ်လိုပြောမလဲဒါအခုလက်ရှိမှာဒီ Borussia Dortmund ရဲ့တိုက်စီမှု Girassi နဲ့ Barcelona ရဲ့တိုက်စီမှု Rafinha တို့နှစ်ဦးက73ဂိုးစီတွင်းပြီးတော့ ရွှေဖရက်စုကိုပူးတွဲရတယ်။ရွှေဖရက်စုကအခုဒီဘက်နောက်ပိုင်းမှာတကယ်ကိုပူးတွဲပူးတွဲနေပြီ။ပြီးခဲ့တဲ့နှစ်ကဒါရွှေဖရက်စုကိုကီလီယန်အမ်ဘပ်ပီနဲ့နောက်ဟာရီကိန်းတို့ရှစ်ကိုစီနဲ့ပူးတွဲရရှိခဲ့ပြီးတော့ဒါအခုဒီဘက်မှာတော့ဒါရွှေဖရက်စုကိုဒါနှစ်ယောက်ဖြစ်တဲ့ ဂူရာစေးနဲ့တစ်ပတ်ကရာဖင်ညာတို့73ဂိုးစီရတယ်ဆိုတော့ဒါကတော့အာဖရိကန်ပလေးယာထဲမှာပထမဆုံးချေချမ်ပီယံလိထော့ဂိုးဆိုတာဖြစ်ဒါရရှိခဲ့တာဖြစ်ပြီးတော့ရာဖင်ညာကတော့တကယ်ကို quality ပဲနောက်အဲ့နောက်မှာလမ်မဒေါစကီက71ဂိုးဟာရီကိန်းက71ဂိုးလော်တာရိုမာတီနက်စ်က9ဂိုးတွင်းတယ်ဆိုတော့အခုဒါချမ်ပီယံလိမှာနောက်ထပ်ထူးခြားတာကဘိုလ်ပွဲကင်နဲ့ is is fan ဒါကိုဗာဆိုတဲ့ဒါရူမီးနီးယားနီးပြဒီနီးပြကချန်ပီယံလိမှာတမိုင်းဖြောက်မှာဖူးဆက်ဖြစ်သွားတယ် ရိုမာနဲ့ဖိုင်နိုကန်နဲ့2021 22နှစ်ထင်းနဲ့အိုက်တုံးက conference league final ကိုသူပထမဆုံးကြိမ်ကင်ဖို့တယ်ဒါသူ့ရဲ့ european final european final ကင်ပြီးတော့မှတခါ europa league final ကိုသူကင်ဖို့တယ်အပ်ပြီးတော့မှဒါအခု champion league final ကိုပါထပ်ပြီးကင်တယ်ဒီဒီဘယ်လိုပြောမလဲဒီဒီတိုင်လူကြီးကတော့ဒါသူ့တပိုင်းတစ်လျှောက်မှာတကယ်ကိုအကြီးဆုံးပွဲတွေကိုပဲကင်သွားတယ် ဒါအကြီးဆုံးကွဲတွေကိုပဲကင်ကွဲရပြီးတော့တကယ်ကို record breaking မှတ်တမ်းဖြစ်တယ်ဆိုတော့ तू ဒါအခုလောလောဆယ်နေထားရသူကအခု2021မှာ conference league ကို Roma Albania မှာကျင်းပတဲ့ပွဲမှာ Roma က final ကိုတခုမှရှိပွဲကို तू ဂိုင်နေအဲ့ဒါပြီးတော့ဒါ2023ခုနှစ်ဒါ Champions League final ဖြစ် Istanbul မှာကန်တဲ့ Real Madrid ဒီ Inter Milan နဲ့ တစ်ဖက်ကကျွန်တော်တို့အခု Manchester City ဘက်မှာသူ4 official နေနဲ့သူတာဝန်ယူရတယ်။အဲပြီးတော့ပြီးခဲ့တဲ့နှစ် Europa League Final မှာ Atlanta နဲ့ Bayer Leverkusen ဘက်ကိုသူ Final ကိုင်ခဲ့ပြီးတော့အခုဒီနှစ်မှာ Champions League Final ကို Inter Milan နဲ့ Paris Saint-Germain ဆိုတော့သူကဥရောပပြိုင်ပွဲကိုဖူးဆက်ပဲ Conference League ကိုင်မှုတယ် Champions League ပိုင်တယ် Europa League ကိုင်တယ်ပြီးတော့မှအခု4 official လုပ်ဖို့တယ်။ဒါကတော့သူ့ဘဝအတွက်တကယ်ကိုဒါမှတ်တမ်းတိရေးထိုးသွားတယ်။မင်းညာက Champions League ပွဲတွေပြီးသွားတဲ့အချိန်မှာဒါဥရောပလာမယ့်ရာသီ Champions League အတွက် City တွေတက်တဲ့ခါမှာ Champion ဖြစ်တဲ့ Paris Saint-Germain ကထိတ်ဆုံးမှာ Pot 1နဲ့မှာပါပြီးတော့ Pot 1နဲ့မှာဒါ Paris Saint-Germain ရဲ့ Real Madrid ရဲ့ Man City ရဲ့ Bayern Munich ရဲ့ Manchester ဒါ Liverpool ရဲ့ Inter Milan ရဲ့ Chelsea ရဲ့ Borussia Dortmund ရဲ့ Barcelona ရဲ့အဲ့ဒါက Pot 1နဲ့မှာပါပြီးတော့မှာ အာစနယ်တို့လီဗာပူးလ်စင်တို့အက်တလက်တီကိုတို့ဂျူဗန်တက်စ်ဗီလာရီယယ်အတ်လန်တာနဲ့အိုက်ထရာဖရန်ဘတ်တို့ကပေါ်တူစပါးရဲ့ PSV ရဲ့ ISK နာပိုလီရဲ့စပိုတင်အိုလံပီယာကော့စပါ့စကလာဗီယာပရာဟာနဲ့မာဆီလိုကပေါ်တရီနဲ့ဒါညူကာဆယ်တို့အက်တလက်တီကလပ်ဘီဘာအိုကာလာဆာရီမူနာကိုတို့ဒီသင်းတွေကပေါ်ဖိုးနဲ့မှာပါတယ်ဆိုတော့ဘာဖြစ်ဖြစ်ဒါကတော့ဥရောပချန်ပီယံလိပြိုင်ပွဲရဲ့ဒါပြောပြောမလဲဒါအမှတ်တရတွေဖြစ်တယ် top go ဆိုတာက Girasi နဲ့ Rafinha Champion က Paris Saint-Germain ရဲ့ first time winner ဒိုင်ဂျီဖြစ်သူ Cover ကတော့ဥရောပပြိုင်ပွဲအားလုံးကိုကြိုက်ခွင့် final ကြိုက်ခွင့်ရတဲ့ပထမဆုံးဒိုင်ဂျီဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီးတော့ Arianza Arena Queen နဲ့ Munich မှာကန်တိုင်းမှာ Champion တစ်တည်းထွက်တဲ့မှတ်တမ်းကိုဆက်ထိန်းထားတယ် Forest အကြိမ်ဖြစ်တဲ့ Borussia Dortmund အကြိမ်ဖြစ်တဲ့ပြီးတော့မှဇက်တိုက်ဘဲသူတို့တောက်လျှောက်တောက်လျှောက်ဖြစ်တဲ့ မှတ်တမ်းနေပေါ့လေဒါအဲ့လိုဖြစ်တဲ့ချိန်မှာချက်စီးလည်းဖြစ်တယ်အားလုံးစက်တိုက်ဖြစ်ပြီးတဲ့ချိန်မှာအခုနောက်ဆုံးမှာတော့ Paris Saint-Germain နဲ့အဆုံးသတ်ပြီးဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်